တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ပထမဦးဆုံးအနေနဲ့ပြည်သူလူထုတွေအားလုံးပျော်ရွှင်စေရမယ့်အရာတစ်ခုကိုပြမယ်နော်ကြည့်အောင် ါကတော့ကာချုပ်ကြီးယာယီတမဒကြီးရုရှားနဲ့ဘယ်လာရုစ်ကပြန်လာတဲ့အနေနဲ့ကျွန်တော်ကိုအလူကြီးပေးတာနော်ဒါကြောင့်ပြည်သူတွေအလုံးဝမ်းသာကြတယ်နော်။နေရာတိကျကိုတော့ကြွအောင်မှပဲပြောပြမယ်နော်။ဒီအလူကိုပဲအရင်ကြည့်ရအောင်။ဘလောက်များသလဲဆိုတော့ပြောတော့မပြောချင်ဘူးနော်။ KIA နေနဲ့တော့လောက်လိုက်ရင်တော့လေမပြောချင်ဘူး။ တော့အခုကျတော့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ပတ်သက်ဆိုင်လားဒီဥစ္စာကတော့အခုဒီ March 15ရက်နဲ့16ရက်နဲ့နော်စနေနေ့သတင်းကွန်ရွေးနေ့တုန်းကကတာကနေမှာအင်ဒိုဘက်ကိုသွားတဲ့စစ်ရှုံးကောင်စီခမာယ300နဲ့6ရက်အောက်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့တပ်ရင်း89 ခွေးအင်အား150လောက်က PDF တွေရှိတဲ့စခန်းဘက်ကိုထိုးစစ်ဆင်လာတာဖြစ်တယ်။သူတို့ထိုးစစ်ဆင်တဲ့နေရာကိုမရောက်ခင်မှာကျွန်တော် KIA နဲ့ပူးပေါင်းတော်လာရေးတွေဘက်ကနေမှကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒီတိုက်ပွဲဖြစ်ပေါ်တဲ့နေရာကတော့ဒီခမရ300နဲ့6နဲ့6မိုင်လောက်กว่าတဲ့နေရာဖြစ်တယ်။ဆိုတော့အဲ့မှာခွေးရကောင်30ကိုတော့အရှင်ဖမ်းမိတယ်။40ကတော့ အဲ့မှာပဲခွေးတွေဝတ်တွေတည်သွားတယ်တချို့ကျတော့တန်ရရရှိတာတွေရှိတယ်စနေနဲ့မနက်မှာတိုက်ခိုက်ခဲ့တယ်တနင်္ဂနွေနဲ့ညနေမှာကျတော့သူတို့ကအတုံးအယုံရှုံးလာတဲ့အတွက်ကြောင့်မို့ပြန်ဆုတ်ခွာသွားခဲ့တာဒီတိုက်ပွဲကတော့27တော်လန်ရေးဆလာတဲ့နေ့ကနေမှကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဂျားဖြတ်တိုက်ခိုက်ဒီဥစ္စာကတော့အပြင်းထန်ဆုံးတော့တိုက်ပွဲလို့ကျွန်တော်ပြောလို့ရတယ်။ပြီးလို့ရှိရင်ဒီတိုက်ပွဲမစခင်မှာလွန်ခဲ့တဲ့အပတ်တုန်းကဒီကတာမှာ ဒီစစ်ခွေးတွေဘက်ကနေမှပါရာမော်တာစီးတင်တာတွေတပတ်လုံးလိုလိုသူတို့လုပ်နေတယ်ပြလို့ရှင်လက်ဒီပါရာမော်တာစီးတင်တဲ့အချိန်မှာပြည်သူတွေရှိတဲ့ဘက်လက်တနခဏခဏပြစ်တာဖြစ်တယ်နော်အဲ့လိုမျိုးနဲ့သူတို့ကဒီကတာကိုအတော်လေးစောင်းထနေကြတာ သူတို့စစ်ရှုံးတယ်ဆိုတာကိုသိတဲ့အခါမှာခမရ309ကနေမှလည်းတိုက်ပွဲဖြစ်တဲ့နေရာဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ကူပေးတယ်။ယွာနာကိုရောက်တယ်လို့ပြောတယ်။ဒါပေမဲ့ပြည်သူလူထုတွေကတော့ထိခိုက်တာတွေမရှိဘူးလို့သိရတယ်။ပြီးလို့ရှိရင်လွန်ခဲ့တဲ့2024မတ်လကနေမှ2025မတ်လနဲ့ထိဆိုလို့ရှိရင်တော့ကချင်ပြည်နယ်နဲ့စကိုင်းကြားမှာအင်တာနက်တွေဖုန်းလိုင်းတွေဖြတ်တောက်ထားတာဟာ တနစ်တင်းတင်းပြီးသွားပြီဖြစ်တယ်ဒါကြောင့်ဒီကတာဒီအင်ဒိုဒီเนาะဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တည်င်းနေအပြည့်အစုံရရှိဖို့ရတဲ့နည်းနည်းလေးအခက်ခဲဖြစ်တယ်ဒါကြောင့်အခုဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လေအသေးစိတ်ကြီးကျွန်တော်တို့မရရှိဘူးအခုတို့ထုတ်လာခဲ့တဲ့ နည်းနည်းလောက်ကိုပဲကျမတို့သိရတာဖြစ်တယ်ပြီးလို့ရှိရင်တခြားနေရာတွေမှာလည်းတိုက်ပွဲဖြစ်တာတွေရှိတယ်ဒါပေမဲ့အသေးစိတ်ကတော့ကျမတို့မရနိုင်တဲ့ဘူဖုန်းဒီအင်တာနက်လိုင်းတွေအခက်အခဲဖြစ်နေတယ်ခွေးတွေတိတဲ့အတိုင်းပဲတို့ရဲ့ခွေးအကြောင်းတွေပြည်သူလူထုတွေတိမှကြောက်လို့ကဘာကတိမှကြောက်လို့တို့ကတရေဘောကြောင်တဲ့အတွက်ကြောင့်ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေဖြတ်ထားတယ်လေနော်ပြီးလို့ရှိရင်အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်လေးကိုအရင်ကြည့်ရအောင်နော် ကိုရေးတဲ့ great တွဲစာမေးပွဲရွှေဘုံမှာသွားပြေဖို့ကြောင်မြောင်းကဆရာမတွေကိုယ်တိုင်ကခမရစနစ်ကိုတရင်ပို့ဖို့အကူအညီမတောင်းလို့ခမရစနစ်ကဘာမှမလုပ်ပေးနိုင်ဘူးလို့ចောင်းသားမိဘတွေနဲ့ចောင်းသားတွေကို15ရက်3လ2025ရက်နေ့မှာပြောခဲ့တယ်မနေ့ပိုင်းကကြောင်မြောင်းတက်ကအရာရှိတွေကပြောလို့လို့တဲ့ចောင်းသားတွေနဲ့ចောင်းသားမိဘတွေငိုပြီးပြန်လာကြတယ်တဲ့ကြောင်မြောင်းမှာမြို့ခံဆရာမက3ရောက်လောက်ပဲရှိတာတဲ့အခြားဆရာဆရာမတွေကလာပြီး စာတင်မပေးတာတဲ့လမ်းမပိတ်ခင်ကလေးကပါတဲ့ကျောင်းကလည်းပိတ်ထားတယ်လေတဲ့အဲ့ဒီကျောင်းသား16ယောက်နဲ့သူတို့မိဘတွေကကျောင်းမြောင်းကလူတယောက်ကို PDF တွေစီမှာအကူအညီတောင်းခိုင်းတယ်တဲ့အဲ့ဒီလူကတဲ့ရေတော်ကျေးရွာ PDF gate ကိုအကျိုးကျောင်းသွားပြောပြီးတယ်တဲ့ PDF က15ရက်3လ2025ရက်နေ့နေ့လယ်မှာတဲ့ရွှေဘုံမြို့ကိုတောလန်းကနေပို့ပြီးတယ်တဲ့လမ်းမှာတ냐အိပ်ရတယ်16ရက်3လ2025ရက်နေ့ကဒီမနေ့10နာရီလောက်က ရောက်သွားပြီတဲ့အဲ့ဒီចောင်းသားចောင်းသူတွေမနဲ့ပြန်စာမေးပွဲဝင်ပြေကြမှာပါတဲ့ចောင်းမြောင်းကပြည်သူတွေရင်ထဲမှာတဲ့စစ်တပ်ကိုဘာပဲကူညီတောင်းတောင်းမရဘူးပေါ်ခံရငေါက်ခံရအစဲခံရတာပဲအဖတ်တင်နေ PDF ကမှကလေးတွေဆောင်ဖို့ပဲဖြည်လို့ရအောင်ကူညီသေးတယ်ဆိုတဲ့အတွေးတွေသူတို့ရဲ့အုံနောက်ထဲမှာရောက်သွားပြီဗျာတဲ့ချက်ကလည်းငါတို့ကိုဆီယာမတွေကိုယ်တိုင်လာပြီးမတင်ပြလို့ဆိုပြီးចောင်းသားမိဘတွေကိုអော်ငေါက် စူဆဲလွတ်တယ်တာဝန်မဲ့သူလို့လုပ်တယ်တဲ့နောက်ဆုံးနဲ့မရရတဲ့နေနဲ့ PDF ကိုကူညီတောင်းရတဲ့ဘဝရောက်တယ်တဲ့ PDF ကလည်းစာမှုပဲဖြည့်ပြီးရင်ကြောင်မြောင်းကိုပြန်မလာတော့ပါဘူးဆိုတဲ့ဝန်ခံကလေးကိုတောင်းတယ်တဲ့ចောင်းသားတွေကလည်းကြောင်မြောင်းမှာငတ်သေးမဲ့အတူတူရွှေပုံမှာပဲဘယ်လိုနေရနေရနေတော့မယ်ဆိုပြီးတော့တဲ့ဂရိပေးလိုက်တယ်တဲ့ရင်ထဲမှာတော့ကျွန်တော်ကိုယ်တိုင်လည်းနစ်နေအောင်ခန်းစားရပါတယ်ကျွန်တော်ဘ ᱹ ဒူကိုအပြစ်ပြောရမှန်းကိုမသိပါဘူးပေါ့နော်ဒီအခုဒီဗီဒီယိုကတော့အခုဘောမခွေးဖနက်ကြိုက်တဲ့ငဖုံးကနေမှ ကျေကွဲနေတယ်အခုဒီ great trade ရဲ့ sample ဖြစ်တော့မှာဖြစ်တယ်ဆိုတော့ great trade ဆာမပွဲဖြစ်မဲ့ဥစ္စာကို february လကုန်တော့ကလည်းဒီကြောက်မြောင်းမှာကျွန်တော်ဒေါ်လာရဲတွေနဲ့ဒီစစ်ခွေးတွေနဲ့တိုက်ပွဲခဏခဏဖြစ်ခဲ့တယ်ဆိုတော့အခုဒီကြောက်မြောင်းကကလေးတွေကရွှေဘူဘက်ကိုဆာမပွဲတော့ဖြစ်ရမှာ စံပွဲတော့ဖြေရမယ့်အခါမှာအဲ့မှာကတောင်းဆရာမ၃ယောက်ပဲရှိတယ်လို့ပြောတယ်နော်ဆိုတော့တချို့ကျတော့အစားထိုးတင်ပေးတဲ့ဆရာဆရာမတွေရှိတယ်ဒါပေမဲ့အဓိကတောင်းဆရာမကဒီဘောမှာ၃កောင်နဲ့ပဲလင်းနေကြတာဆိုတော့အခုတို့ကခမရဆက်နှစ်မှာရှိတဲ့ခွေးတွေကိုအကူညီသွားမတောင်းတဲ့အတွက်ကြောင့်အခုမှဖြစ်လာတဲ့အချိန်မှာမှအចောင်းသားမိပါတွေကသွားပြောတဲ့အခါမှာဒီခွေးတွေကခွေးယူပြန်လာတာလေဒေါရထွက်လာတာဆိုတော့အခုစစ်ခွေးတွေကတော့တို့မကူညီဘူး ။ဒါကြောင့်ဒီနေ့ကျွတ်တို့တော်လာရေနာမေကိုမှပြည်သူကာကွယ်ရေးတတ်တော်ဆိုတော့ဒီနေ့ကျွတ်တို့ပြည်သူဒီကိုကာကွယ်တဲ့တတ်တော်ဆိုတာကအခုနင်းတို့ဘောမတွေတိပြီနော်။ပြီးလို့ရှင်တို့ကကြောက်နေသေးတယ်။စခွေးဒီဘက်ကနေမှအော်ဟစ်တာတွေလုတ်ခဲ့ပေမဲ့တော်လန်ရဲဒီဘက်ကနေကူညီတယ်ဆိုတော့ဥစ္စာကိုចောင်းသားတွေနဲ့ចောင်းသားမိဘတွေရဲ့စိတ်ထဲမှာရှိသွားပြီလို့ပြောတယ် ဒါတွေကိုတို့ကစိုးရိမ်နေတာအမှန်တရားဆိုတာကဘယ်တော့မှဖုံးကွယ်လို့မရဘူးဒီနေ့ကျမတို့တော်လိုက်ရဲတွေကဒီနေရာမှာတင်မကဘူးကျမတို့တော်လိုက်ရဲတွေကအမြဲတမ်းကောက်ွယ်ပေးတယ်ဒီနေ့အညာတော်လိုက်ရဲတွေဆိုလို့ရှိရင်လည်းအညာမှာစစ်ခွေးတွေရဲ့နှိပ်စက်ခြင်းအညာမှာဖြစ်ပျက်နေတဲ့ပြည်သူတွေရဲ့ဒုက္ခကိုဖြေရှင်းခြင်းတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အသက်ကိုပါမနှမျောဘဲနဲ့ တို့တိုက်ပွဲဝင်ပြီးမှစစ်ခွေးတွေကိုတော်လံပေးနေတာဆိုတော့ဒီကြောက်မြောင်းတို့မင်းကွန်းတို့ဆိုတာက နေ့တိုင်းလိုလိုတိုက်ပွဲဖြစ်နေတယ်ဆိုတော့အခုဒီမှာတိုက်ပွဲတွေခဏခဏဖြစ်တဲ့အတွက်ကြောင့်ဒီကလေးတွေကိုရွှေဘူကနေမှစံပွဲဖြစ်ပြီးရင်မပြန်လာဖို့ဝန်ခံချက်တခုတော့တို့ယူသွားတယ်ဆိုတော့အခုကလေးတွေကလည်းပဲကြောက်မြောင်းမှာကတို့အစားအသောက်တွေလည်းကောင်းကောင်းမစားရဘူးဆိုတော့ အဲဒီလိုမျိုးမစားမတော့ရမယ်တူတူရွှေဘူမှာပဲသူတို့နေလိုက်မယ်ဆိုတော့ဂတိဝန်ခံချက်ကိုကျတို့တော်လရဲတွေကိုပေးခဲ့တယ်ဆိုတော့ကြောင်းကြရတယ်ဒါတော့ဝန်တာဆရာဖြစ်တယ်ဒီနေ့ပြည်သူတွေအနေနဲ့မျက်စိတွေဖွင့်လာပြီဆိုလို့ရှိရင်စစ်ခွေးဘောမတွေကတော့လိုက်လိုက်ပိတ်နေတာအဲစစ်ခွေးတွေကကျတို့ပြည်သူတွေကိုအော်ဟစ်တာတွေကျတို့ပြည်သူတွေကိုနှိပ်စက်တာတွေ ပြီးသူဒီကနေမှသူတို့ကိုဂုံကျွန်းလို့သူတို့ကိုခါရရတာဒီဟာဒီချိန်မှမဟုတ်ဘူးစစ်ခွေးဆိုတာပေါ်ပေါက်လာတဲ့နေ့ကနေစပြီးဒီနေ့ဒီချိန်ထိဖြစ်တယ်အကြောင်းသား18ရောက်ရဲ့ဘဝဘလောက်အထိတန်ဖိုးထားရမလဲဆိုတာသူတို့မသိဘူးเนาะတော်လိုင်းရဲ့ PDF ဒီဘက်ကနေတော့နော်တော်လန်ကနေရွှေဘူကိုပို့ပေးတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ဘောမတွေနင်းတို့အားလုံးမြင်တတ်ဖို့ကဒီနေ့ PDF တွေဆိုတာဟာအသက်ပိုလို့မဟုတ်ဘူးသူတို့မိဘတွေလည်းဒီငါသားတွေဟာစစ်ခွေးတွေရဲ့လက်ချက်ထဲမှာတေးပါစေဆိုပြီးမှမွေးထားတဲ့ဘယ်မိဘမှမရှိဘူးဒါပေမဲ့ပြည်သူကိုချစ်တတ်တဲ့ပြည်သူတွေကိုတည်တတ်တဲ့စိတ်တတ်တဲ့နဲ့ကောက်ွယ်ဖို့ရန်အတွက်လိုတယ်ဆိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့အသက်ကိုတောင်မနှမျောပဲနဲ့ကိုယ့်ရဲ့လူမျိုးနဲ့တိုင်းပြည်အတွက်လှုပ်ပေးနေတဲ့လူတွေဖြစ်တယ်နော် ဒါကတော့တိတ်ပြီးမှချီကျူးစရာကောင်းတဲ့ကျတို့တော်လာရဲတွေရဲ့အပြုတ်မှုဖြစ်တယ်။အခုကြားရသလိုပဲကျတို့တော်လာရဲတွေဘက်ကတော့ပြည်သူလူထုတွေကိုကူညီဖို့ရတဲ့အသင့်ရှိတယ်။နင်းတို့ဘောမတွေကူညီလို့လို့ရှင်ကျတို့ PDF ပြင်နဲ့အမြဲတမ်းဆက်သွယ်ပါ။နေရတကမှာကျတို့ဆက်သွယ်လို့ရပါတယ်။နင်းတို့ဘောမတွေအချိန်မီအလေးဝလာတယ်ကျတို့တော်လာရဲတွေနဲ့ပူပေါင်းလာတယ်ဆိုလို့ရှင်တော့နင်းတို့ကိုဘာမှလုပ်မှာမဟုတ်ဘူး။ပြည်သူစစ်ရွာက ပြည်သူလူထုတွေလည်းနင်းတို့မင်းအွန်လိုင်းရဲ့ဘောမှာပြေးမှနင်းတို့သမင်းမစားရတာအခုဘလောက်ကြာပြီလဲနင်းတို့အားလုံးသိပါတယ်နော်အထုသဖြင့်အညာဒေတာမှာရှင့်နေတဲ့မင်းအွန်လိုင်းကိုယုံကြည်အားကိုးနေတဲ့ပြည်သူလူထုတွေအားလုံးမင်းအွန်လိုင်းကိုထောက်ခံခဲ့တာအခုနင်းတို့လဲနေကြော်သွားပြီဒီနေ့ဒီအချိန်ထိနင်းတို့ဘဝမှာဗာများထူချသွားပြီလဲ ဒါကိုကြည့်ချင်တဲ့အနင်းတို့ထောက်ခံနေတဲ့မင်းအွန်လိုင်းဟာနင်းတို့ဘဝကိုတာဝန်ယူပေးနေတယ်လားဆိုတာကိုသိပြီးမှကျတော့ dollar ရေးတွေနဲ့အများအားဆက်သွယ်ပါ Facebook ထဲမှာလည်းကိုနဲ့နီးစပ်တဲ့ဥပမာ မြင့်ချန်ဆိုလို့ရှိရင်လည်းမြင့်ချန် PDF တွေဒီကြောက်မြောင်းဆိုလို့ရှိရင်ကြောက်မြောင်း PDF ဆိုပြီးမှ Facebook ဒီမှာ share လိုက်ပါပြီးလို့ရှိရင်တို့ကိုစာရေးပါလိန်စားတဲ့အဲ website တွေရှိပါတယ်မလိန်တဲ့ PDF တွေကတော့နင်တို့ကိုစာပြန်လာမှာဖြစ်တယ်နင်တို့ကိုလွတ်ငြိမ်းတဲ့နေရာနင်တို့စားနိုင်တောက်နိုင်တဲ့နေရာကိုပို့ဆောင်ပေးလိမ့်မယ်နော်အမြဲတမ်းဖိတ်ခေါ်ပါတယ်ပြီးရင်နောက်တဲ့တင်တဲ့ပုတ်အနေနဲ့ကတော့ဒါလည်းကြတော့ video တော်တော်လေးထပ်ပြမှကြည့်ရအောင်နော်နော်ဒါကတော့စစ်မှုထမ်းတစ်နှစ်ပြည့်တာကို တိုင်းရင်းမှုကလိန်လေပြီးတော့မှပြောထားတဲ့ကိစ္စပေါ့နော်ជី23280ခွန်ဘာကထွန်တန်းငိမ့်အရန်တက်ဖွဲ့ဝင်စစ်မှုတန်းဟောင်းယင်းနေရလေးခွဲနှစ်စုတစ်စုမှုတင်ပြအပ်တဲ့ကဏီမျိုးပြတ်မှာအခြေပြုလျက်ရှိပါတယ်တဲ့မိမိစစ်မှုတန်းအောင်များသည့်၄ရက်3လ2024ရက်နေ့တက်ဝင်ရဖြစ်ပါသည်တဲ့15ရက်3လ2024ရက်နေ့ပြန်နှံဝင်ခန့်ရက်နေ့ဖြစ်ပါသည်တဲ့ မိမိစန္ဒသဘောဖြင့်တောင်းရင်ယူထမ်းဆောင်မှုတနည်းစာချုပ်ပြည့်ပြီဖြစ်ပါသည်တို့ဖြစ်ပါ၍မိမိတို့၏အရန်တက်ဖွဲ့ဝင်များစစ်မှုထမ်းများအောင်များတက်မတော်မှပြန်လည်ထွက်ခွာပြုပါရန်လေးစားစွာတင်ပြအပ်ပါသည်မိမိနှင့်အောက်ပါစစ်မှုထမ်းအောင်များသည့်တောင်းဝင်ထမ်းဆောင်စဉ်ဒဏ်ရာရခဲ့သည့်ကတကြောင် အသက်အရွယ်ကြီးကြပါသောကြောင့်ဆက်လက်မလုံနိုင်တော့ပါသဖြင့်အရန်တက်ဖွဲ့ဝင်အဖြစ်မှထွက်ခွင့်ပြုပါရန်လေးစားစွာတင်ပြအပ်ပါသည်ကြီးနှစ်သုံးနှစ်ရှိခွန်ဘိုးကြီးထွန်းတန်းဝါရုံမှဖြစ်စဉ်နဲ့ညာလက်ကြီးထိမှန်ဒဏ်ရာနှစ်ချက်တက်သားမေအောင် ဝါရမဖြစ်စဉ်အပြန်မိုင်းထီအတွင်းတန်ရာတက်ကြက်မောင်ထေးလက်မောင်းမိုင်းစားထီမှန်ကြီးစာကြာရွာထိတ်ဖြစ်စဉ်လေးသက်သောတင်များအပြည့်ဒီမိမိတို့ဒီအသက်ကြီးပြီးနိုင်ငံတော်ကြီးကိုလက်အတွင်အုတ်တချက်တဲတပွင့်အဖြစ်တနှစ်သဘောတူစာချုပ်ဖြင့်တာဝန်ယူလုပ်ခဲ့သူဖြစ်ပါ၍နိုင်ငံတော်အကြီးအကဲများအနေဖြင့်တာဝန်ကျေပြီးစစ်မှုထမ်းမောင်းများအားပြန်လည်ကူညီပေးနိုင်မှာလေးသက်သောတင်ပြအပ်ပါသည်တဲ့ရာဒူးတီမြဲမြဲသောအာနာရရှိရေးတာအသား အသာအလေးလုံနေကြတော့မြေသာပင်များအခက်တွေ့နေရပါသည်လေးစားစွာတင်ပြအပါတယ်တဲ့နော်ဟောအရင်တော့စစ်ခွေးတွေကနေမှမျိုးမျိုးကြောင့်စစ်တပ်ကနေထွက်သွားတဲ့ခွေးတွေကအခုစစ်ခွေးတွေရဲ့ဘိုးကိုထမဖို့ရန်အတွက်ဝင်ရမယ်လို့ပြောတာကိုသိပေမဲ့လည်းပဲတနစ်စာချုပ်ချုပ်ရတယ်ဆိုတာတော့အခုမှသိတယ်တော်လရင်ပြည်သူတွေသိကြလားတော့မသိဘူးကျွန်တော်မသိဘူးဒီတနစ်စာချုပ်ချုပ်ရတယ်ဆိုတာတော့နော်အခု ဒီငဖုံးကိုစာရေးလိုက်တဲ့အထဲမှာအခုဒီလူတွေကတနစ်စာချုပ်ချုပ်ပြီးမှစခွေအလုတ်ကိုပြန်လာလုတ်တယ်ဆိုတော့ပြန်လာလုတ်တဲ့ခါမှာလဲအခုတို့တွေတန်ရာတွေရနေကြတယ်တန်ရာတွေပြန်ရတယ်ပြည့်လို့ရှင်လဲတနစ်ပြီသွားပြီသဘောကျတယ်စစ်မှုထမ်းတာတနစ်စာချုပ်ချုပ်မှထမ်းတယ်အလုတ်ပဲတလို့လုတ်တယ်ဆိုတော့ကြားဘူးတာเนาะ တနစ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နင်တို့ထွက်လို့ရတယ်ဆိုတဲ့စကားကြီးတို့ထွက်မလာတော့ဘူးလေဘာကြောင့်လို့လဲဆိုတော့ဝမဝန်တော့တေမထွက်ရမှာမဟုတ်ဘူးလားအခုကစစ်မထန်အပတ်စဉ်7ရောက်သွားပြီဆိုတော့အရင်တော့တို့ပြောထားတာဟာစစ်မထန်အပတ်စဉ်တပတ်ထဲမှာလူ9000လို့ပြောတယ်ဆိုတော့အခု7ဆိုတော့ 9500ဖြစ်သွားပြီဆိုတော့ဒီ9500ရဲ့အခုဒီလိုမျိုးတနစ်စာချုပ်ချုပ်ထားတဲ့စစ်ခွေးတွေရောပြီးလို့ရှင်ငိုကိုထဲမှာတဘွားလုံးအတွက်စာချုပ်ချုပ်ထားတဲ့ဒူတွေရောတကယ်ဆိုလို့ရှင်စစ်သားကအများကြီးဖြစ်ရမှာဒါမဲ့စစ်သားတွေဘယောက်သွားလဲဆိုတော့မသိဘူးเนาะပြီးလို့ရှင်အခုဘောမတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗာပြောလာကြတယ်လေဆိုတော့အခုကျွန်မနဘေးနားမှာတင်ထားတယ်เนาะ ခွေးချဖို့ကနေမှအာနာသိမ့်ပြီးလိုက်တဲ့အခါမှာကျောတော့ပြည်သူလူထုဒီဘက်ကနေမှတပိတ်မောက်တယ်တပိတ်မောက်တဲ့အခါမှာစစ်ခွေးဒီဘက်ကနေမှကျောတော့ကိုပစ်ခတ်တဲ့အခါမှာလူ900ကျော်တေသွားတယ်လူ900ကျော်တေသွားတဲ့အခါမှာကျောတော့ဘက်ကနေမှမခံချင်စိတ်တွေနဲ့ PDF ထက်ကိုဝန်သွားကြတယ် PDF တွေဖြစ်လာတဲ့အခါမှာ PDF ဒီရောကျောတော့တော်လရဲ့လက်နက်ကင်ဒီရောအားလုံးပေါင်းပြီးမှစစ်ခွေးတွေကိုချတဲ့အခါမှာဒီနဲ့စစ်ခွေးတွေက800ကျော်တေသွားတယ်လို့ပြောတယ်ဆိုတော့သူတို့ကိုမကျေနပ်လို့ကျောတော့ ို့က8000ကျော်တတ်လိုက်တယ်။သူတို့တတ်တာကကျတို့ကို900ပဲတတ်တယ်။ဆိုတော့ဒီ900ပဲပြစ်တတ်တဲ့ကိစ္စကိုမကျေနပ်လို့ကျတို့သူတို့ကိုပြန်တတ်တာက8000ကျော်သွားတယ်။ဆိုတဲ့အခါကျတော့ကျတို့ပြည်သူလူထုတွေကိုတတ်တော့ကတော့စစ်ခွေးတွေက မတရားမှုကိုကျူးလွန်တယ်လို့ပြောတယ်။ဒါမဲ့ဒီနေ့ကျတို့တော်လာရဲတွေသူတို့ကို8000ကျော်တတ်တဲ့ဥစ္စာကျတော့တရားသလားပေါ့နော်။တရားတာပေါ့။နင်တို့အရင်စတာလေ ြည့်လို့ရှိရင်မနေ့ကတည်င်းထဲမှာလဲကြွတ်ပေါ်ပြထားပြီးသားဖြစ်တယ်ခွေးကြဖို့ဘာပြောလဲရွေးကောက်ပွဲထဲမှာဘသူပဲနိုင်နိုင်လက်ခံရမယ်လက်မခံဘူးဆိုလို့ရှိရင်တော့ပြဿနာဖြစ်လာမယ်လို့သူပြောတယ်ပြဿနာဖြစ်လာမယ်ဆိုတာတော့ကြူတိနေရက်သားနဲ့ဘာကြောင့်အာနာတိတ်လိုက်တယ်လဲ နော်ပြီးလို့ရှင်အခု၈တောင်းတာမကဘူးနင်းတို့ခွေးတဲ့အကုန်ပြောင်းဖို့ရကျတော့အလုံးတတ်စ်မှာဆိုတော့ဒီဥစ္စာကိုစစ်ခွေးတွေအတွက်ဘယ်မှာလဲတရားများတာမှုတဲ့စစ်ခွေးတွေက မတရားကို လုပ်နေတဲ့ဥစ္စာကိုတရားများတာမှုကိုလိုချင်နေသေးတယ်ဆိုတော့ဒီနေ့ တပိတ်မောက်တဲ့အချိန်မှာ900ကျော်ကိုပြစ်တက်လိုက်ပေမဲ့ဒီနေ့နင်းတို့ဘုံကျဲလိုက်လို့လူအသက်လဲဆုံးရှုံးရတယ်ကျတို့ရဲ့အိုးအိမ်စည်းစိမ်တွေအကုန်ဆုံးရှုံးရတယ်ကျတို့ပြည်သူလူထုတွေရဲ့ပညာရဲ့စီးပွားရဲ့အဆဆအယယာဘဝတစ်ခုလုံးပေးဆက်ခဲ့ရတယ်တာကိုနင်းတို့အာနင်းတို့ခွေးတွေရဲ့အသက်၈000ကျော်နဲ့တန်နေလို့နင်းတို့ကသင်နေတာလားနော် ဒါကြောင့်တခါလေးကြားလို့ရှိရင်အံ့ဩရှာကောင်းတယ်သူတို့ကလုံးဝအမှန်ကိုမမြင်နိုင်တော့တာသူတို့တပိတ်ပဲမောက်တဲ့ဥစ္စာကိုငါတို့ပြစ်တက်လိုက်တာဒါတော့ငါတို့ကမားတာပဲဟုတ်တယ်ဒါတော့မတရားတာပဲလို့သူတို့အဲ့လိုမမြင်ဘူးနော်သူတို့ကငရော900ကျုံလောက်ပဲပြတ်တတ်တဲ့ဥစ္စာကိုသူတို့ကဟာမခံနိုင်လို့အခု PDF ပြဝင်ပြီးငရောကိုပြန်တတ်တဲ့ဥစ္စာကအခု800ကျော်သွားတယ်ဒါတရားတာမဟုတ်ဘူးအောင်းဩစရာကောင်းတယ်နော်ဘလို့နဲ့ သူတို့ရဲ့အသွေးကလေးလေဘလို့ဖြစ်တယ်လဲဆိုတော့နားမလည်ဘူးဆိုတော့အခုကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဒီဘကိုတိုင်းအနောက်ချတာယာဝတီခရိုင်အုပ်ဖို့မြို့အပိုင်းမှာရှိတဲ့ဒီဘကိုရုံးမှအသွေးမှာဒီစစ်ခွေးတွေဘက်ကနေမှစစ်ကြောင်းတွေထိုးလာတယ်ဒါကြောင့်အခုဒီပြည်သူလူထုတွေဘက်ကနေမှဒီလိုမျိုးတိုက်ပွဲတွေကြားထဲမှာမညံ့အောင်ဆိုပြီးမှအခုမော်တော်တွေရော သုံးဘိန်းကားတွေရောနော်နွားတွေကနေစလူတယောက်မှ ီလမ်းကိုမသွားဖို့ရတဲ့ဆိုပြီးမှ March 16ရက်နေ့ကနေမှပြန်သုံးလို့ရတယ်ဆိုပြီးမှကြေညာတဲ့နေ့အထိเนาะဒီယူမလမ်းတွေကိုမသုံးဖို့ရတဲ့ တော်လာရေးဒီဘက်ကနေမှသတင်းထုတ်ပြန်ထားတာဖြစ်တယ်။ဒီဥစားကဒီစစ်ကြောင်းတစ်ခုအတွက်ပဲမကဘူး။ပဲခူးယူမတွေဘက်မှာစစ်ခွေးတွေရဲ့တောက်တိုင်တွေကတော့တစ်တီခိုးထုတ်နေတဲ့ဥစားတယံဇာသားတွေလုံနေတဲ့ကိစ္စတွေကိုထိထိရောက်ရောက်တာဝန်ယူနိုင်ဖို့ရတဲ့ဖြစ်တဲ့ဆိုတဲ့အကြောင်းလည်းပြောထားတယ်။ဆိုတော့ဒီနေ့ကျွန်တော်ပြည်သူလူထုတွေတော်လာရေး PDF ဒီကနေပဲဖြစ်ဖြစ်လက်လက်ကင်တိုင်ရင်သားတွေအဖွဲ့တွေကပဲဖြစ်ဖြစ် ဒါမျိုးမလုပ်ရဘူးဟိုမသွားရဘူးဒီမသွားရဘူးဆိုတော့ကကျွန်တော်တို့ကိုချုပ်ချယ်တာမဟုတ်ဘူးကျွန်တော်ရဲ့လုံခြုံရေးအတွက်ဖြစ်တဲ့အတွက်ကြောင့်တော်လာရဲ့အတွင်းမှာတော့ခဏလေးကျွန်တော်တို့တီးခံပြီးမှနားထောင်ပေးကြရအောင်နော်ဆိုတော့အခုကျွန်တော်တို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုဖိုင်တသေးလေးကိုနားထောင်ကြည့်ရအောင်နော်တော်လိုင်းနိုင်မှာတော့ရှင်းလဲရှင်းမနေနဲ့ဘာလို့ဆိုတော့တော်လိုင်းနိုင်မှာမဟုတ်ဘူးဆိုတော့တို့ကပိုတိနေလို့တာတိယနိုင်ငံဘယ်အစီတန်လိုက်ပြီးပြီးတော့မှအာရလူခံဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အချိန်မှာ အဲ့လိုပါမလာလို့မင်းပါဘူးဒီဗီဒီယိုဖိုင်ကိုကျမဘောမတွေကနေမှကျမဒေါင်းလုဒ်လုပ်ထားတာဖြစ်တယ်ကျမကတော်လရေးထင်မှာပါဝင်နေတဲ့ဗီဒီယိုတိုင်းလိုလိုကိုကျမကကြည်ဒီဖြစ်စေမကြည်ဒီဖြစ်စေအချိန်ပြည့်ဖွင့်ထားတယ်ဘာကြောင့်လဲဆိုတော့ကျမကနေမှပတ်စံမကူညီနိုင်တဲ့အတွက်ကြောင့်ဗီဒီယိုဒီကိုကြည်ပေးခြင်းအားဖြင့်ကျမတို့ကိုထောက်ပံ့နေတာအရင်ရဲ့ဗီဒီယိုတွေတော့ကျမကောင်းကောင်းတော့မကြည့်ဘူးဘူး ဒါပေမဲ့1မိနစ်3မိနစ်တော့သူ live ဒီ byte လုတ်တဲ့အခါမှာကြည်ဖူးခဲ့တယ်ဆိုတော့ဩသူကတော့အရန်ပေးဆက်တာပဲအရန်ကြည်တာပဲလို့ကျွန်မမြင်ရတယ်ပြီးတဲ့နောက်ပိုင်းမှာသူဒီ passport ဒီနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြဿနာဖြစ်လာခဲ့တယ်ထင်တယ်နော်အဲ့တုန်းကနေစပြီးမှသူက live လုတ်တဲ့အခါမှာသူပက်ပက်ဆက်ဆက်ဆေးတာတွေကြားရတယ်အခုဒီတော်လရဲကအောင်မှာမဟုတ်တဲ့အတွက်ကြောင်းဆိုတဲ့ကိစ္စဒီပြောလာတဲ့အခါမှာတာဟာကျွတ်တော်လရဲတွေကိုဇော်ကားတယ်လို့ကျွန်မခံယူတယ် ယ်เนาะတာမျိုးလုံးဝမဖြစ်တင်ဘူးဘာကြောင့်လဲဆိုတော့အခုဒီနေ့ကျမတို့တော်လိုင်းရေးထဲမှာပါဝင်တဲ့သူတွေကဘဒုကမှာအနစ်လောက်ပါငါလောက်ပါဆိုပြီးမှတိုက်တွန်းပြီးမှဝင်လာတာမဟုတ်ဘူး ဆိုတော့ဒီနေ့ကျမတို့အလူခံပေးတဲ့လူကြီးလဲနိခံပေးပါဆိုပြီးမှလှုပ်တာမဟုတ်ဘူးအဲငါလှုပ်တင်တယ်ဆိုမှခံယူလို့ကိုကလှုပ်လာခဲ့တာဆိုတော့အခါမှာအများနဲ့လှုပ်တယ်အရင်တော့ကကျတော့မတိကြဘူးအခုဒီတော်လာရေးရောက်လာတဲ့အခါမှာတိမြင်လာခဲ့ကြတဲ့လူကြီးလဲရှိလိမ့်မယ်ဖြစ်လိမ့်မယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာတယောက်နဲ့တယောက်ကတော့ အမြင်ချင်းမတူတာတွေเนาะကျတို့ရဲ့တက်ကက်ဖြစ်တဲ့စစ်ခွေးကိုတော်လာနဲ့ခံယူချက်တာတူမယ်ပဲမဲ့တယောက်နဲ့တယောက်လုတ်တဲ့ပုံစံတွေမတူတဲ့အခါတော့ရှိလိမ့်မယ်။ဒါပေမဲ့ကိုမတီးခံနိုင်ဘူး။ကိုကတော့စိတ်မရှည်နိုင်ဘူးဆိုလို့ရှင်တော့အများနဲ့မလုတ်တာအရန်ကောင်းတယ်။အခုဒီလိုမျိုးတော်လာရဲကအောင်မြင်မှာမဟုတ်ဘူးဆိုတဲ့စကလုံးတွေဟာဘောမတွေအတွက်1000 စကားဖြစ်သွားသလိုဒီနေ့ကျွားတို့တော်လာရေးထဲမှာအသက်ပေးပြီးမှလုံနေတဲ့သူတွေကိုလည်းဇော်ကားရကြတယ်။ဒါကြောင့်အခုဒီလိုမျိုးခဏတော့ပြောလို့ဘ누구ကမှကိုယ့်ကိုတာဝန်မခံဘဲနဲ့ကိုယ့်ဖက်ကိုတာဝန်ယူပြီးမှပါဝင်လာခဲ့တဲ့သူတွေအယောက်စီတိုင်းကလည်းငါမလုံနိုင်ဘူးလားငါမတီးခံနိုင်ဘူးလားနားလိုက်ပါ ဘသူကမှနင်မလို့မနေရလို့ဘသူမှကျွန်တော်ကိုလေဘသူမှအမိတ်နဲ့လာလို့နေတဲ့လူတယောက်မှမရှိဘူးဒါကြောင့်ဒီလူနဲ့မတည့်ဘူးလားဒီစွန်ဒီလူနဲ့မပေါင်းနဲ့ကိုတယောက်ထဲလို့ကိုနိုင်တလို့ပဲလို့ပါကိုကသူများနဲ့လည်းအဆင်မပြေဘူးပြစ်လို့ရှိရင်လည်းကိုကနေရတကာမှပါချင်တယ်အဲ့လိုလည်းမရဘူးကိုနိုင်တဲ့တပိုင်းတနိုင်အလုတ်ကိုလုတ်ပါ။အော်တပိုင်းနိုင်လုတ်လုတ်ပြမလဲနာမည်ကြိုးချင်သလား။ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ တိုင်းပြည်တကယ်ပဲလွတ်မြောက်ခြင်းနဲ့စိတ်ဓာတ်နဲ့လှုပ်တလားဆိုတော့ကိုပဲသိလိမ့်မယ်။ကိုရဲ့တိုင်းပြည်အတွက်ငါပါမဖြစ်မယ်ဆိုတော့စိတ်တက်နဲ့လှုပ်တယ်ဆိုလို့ရှင်တော့တိခံလှုပ်ရမယ်။နာကျင်တဲ့အခါတွေနော်သူများရဲ့ထုံးတဲ့တန်တွေကိုလည်းကိုခံပြမှလှုပ်ရမှာ။ဒါမှမဟုတ်ကိုနာမေကြိုချင်တယ်ဆိုလို့ရှင်တော့ကိုကြိုချင်တော့မကြိုလာဘူးဆိုလို့ရှင်တော့ပြဿနာဖြစ်လိမ့်မယ်။ဒါကြောင့်ဒီနေ့ကျောတော်တော်လာရေးထဲမှာပါဝင်လာတဲ့အခါမှာကိုကိုဘယ်သူမှမခံတဲ့အတွက်ကြောင့် သူများကိုရန်ရှာတာမျိုးတို့သူများကိုထိပါတဲ့စကလုံးတွေကလုံးဝမပြောတင်ဘူးလို့ကျွတ်အဲ့လိုမျိုးပြောချင်တယ်ကျွတ်ကလည်း KIAD ကလည်းနင်းကကချင်လိုမျိုးဖြစ်တဲ့နင်းမိသားစုတွေလည်း KIAD ဖြစ်တဲ့အတွက်ကြောင့်နင်းလည်း KIA အလုပ်လုပ်ပါလို့ KIAD လည်းကျွတ်ကိုတောင်းပန်မပေးဘူးဒါပေမဲ့ကိုယ့်ရဲ့မျိုးကိုချစ်တယ်ကိုယ့်ရဲ့တိုင်းပြည်ကိုချစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုဒီကိုစစ်ခွေးတွေဘလို့လုတ်ခဲ့တယ်လေဆိုတာကကိုကိုယ်တိုင်မြင်တယ်ကိုကိုယ်တိုင်ခံစားခဲ့တဲ့အတွက်အကြောင်း ကိုကိုတိုင်ပဲဆုံးဖြတ်ပြီးမှဒီနိုင်ငံရေးကိုလုပ်နေတာဖြစ်တယ်။ဒါကြောင့်ကို့ဖာနဲ့ကိုလုပ်တဲ့အတွက်ကြောင့်ကိုမလုပ်နိုင်ဘူးလားထားလိုက်ပါ။ဘဒုမနင်းကိုမလုပ်မနေရလို့အမိန်အာနာမပေးတဲ့အတွက်ကြောင့်ဒီလိုမျိုးထပ်ပြီးမှပြောဆိုတာမျိုးတွေကို လုံးဝမလုပ်ကြပါနဲ့။တော်လန်ရေးမအောင်မြင်ဘူးဆိုတာသိလို့ရှိရင်ဘာကြောင့်မို့ ออนไลน์ကနေမှနေ့တိုင်းညတိုင်းဗီဒီယိုလွှင့်ပြမှာတော်လာရဲ့အကြောင်းပြောတယ်လေမအောင်မြင်ဘူးဆိုတာနင့်သိတယ်ဆိုလို့ရှိရင်ဘာကြောင့်မို့ဒီတော်လာရဲ့ထဲမှာပါတယ်လေဒါကြောင့်ကိုမလုပ်နိုင်ဘူးလားထားလိုက်ပါဘဒုကမှနင့်ကိုလည်းတာဝန်မခံဘူးเนาะဒါကြောင့်ဒီနေ့ကျွဲတော့ကတော်လာရဲ့ကို အောင်ကိုအောင်ရမယ်ဆိုတော့စိတ်ဓာတ်နဲ့ဘဝတွေ အသက်တွေရင်းပြီးမှလုံနေတဲ့အတွက်ကြောင့်တော်လန်ရဲကမအောင်ဘူးဆိုတော့စကလုံးကိုထွက်တဲ့သူဟာကျမရဲ့ရန်သူဖြစ်တယ်နော်ကျတော့ရဲ့တော်လန်ရဲရဲ့ရန်သူဖြစ်တယ်ဒါကြောင့်ဒီကျမရဲ့ဗီဒီယိုကို Iron ဆိုတဲ့အမျိုးသမီးမြင်ခဲ့တယ်ဆိုလို့ရှိရင်နောက်တစ်ခါနင့်ရဲ့ပါဆက်ထဲကတော်လန်ရဲဟာအောင်မြင်မှာမဟုတ်ဘူးဆိုတော့စကလုံးကိုဘယ်တော့မှမပြောပါနဲ့ဆိုတော့နောက်တစ်ခါတမျိုးလုံးဝမပြောပါနဲ့လို့ကျမတောင်းပန်ချင်တယ် နော်ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ